တချို့တော့အခုသုံးတဲ့ Google Meet ကကြတော့ free plan မှာချေတော့ recording မရဘူးเนาะအဲ့ကြောင့်ချေမနေ့ပြင် Zoom error ဖြစ်နေတော့မယ်ဆိုလို့ရှင်တော့ချေတို့ဒီ software လေးနဲ့သွားမယ်เนาะ WEBX ပေါ့အဲ့ဒီဟာလေးကမဒေါင်းထားလဲရရယ်เนาะချေချေတော့ဒေါင်းရမယ်ပေါ့ချေရမီ meet record လုပ်မယ်ဆိုတော့ချေဒေါင်းဒေါင်းရမယ်အဲ့ဘက်ဒီမှာတော့မဒေါင်းထားလဲရရယ်ချေဖြတ်ပြီးရင်တိုင်းဝင်အောင်မယ်เนาะဒီနေ့ကကြတော့ချေတို့ Google Meet နဲ့ပဲသွားလိုက်မယ် ဲ့တော့ဗရမဆောင်ဂျယ်မနီကပြောသလိုပဲလုပ်ငန်းခွင်မှာတုံးသလိုမျိုးပေါ့နော်ဂျယ်တို့ရဲ့ဒီအဖွဲချင်းချင်းပေါ့နော်ဖိုင်တစ်ခု share ပြီးတော့တုံးမှုအတွက် Google Sheet နဲ့တုံးရမယ်ပေါ့နော်အဲ့ဂျယ်အဲ့ Google Sheet သင်ခန်းစာကိုမသွားခင်မှာအရင်ဦးဆုံးဂျယ်တို့ဒီ Excel hyperlink ဆိုတဲ့ link ချိတ်တဲ့သင်ခန်းစာကိုတစ်ချက်သွားမယ်နော်အဲ့တော့ကျေပေးထားတဲ့ Telegram မှာပေးထားတဲ့ဖိုင်တွေကနေပြီးတော့အရင်ဆုံး hyperlink ဆိုတဲ့ဖိုင်လေးကိုဖွင့်ထားလိုက်မယ်နော် အဲ့ hyperlink က hyperlink တဲ့ CV form ဆိုတဲ့ file လေးကိုဖွင့်ထားလိုက်ပြီเนาะဒီ CV form ဆိုတဲ့ file ကိုတုံးပြီးတော့ share link ချိန်မယ်ပေါ့အဲ့ဒါကတော့ အရှိအမနေ့ကတင်တဲ့သင်ခန်းစာလိုမျိုးတော့ဟိုတိတ်ပြီးတော့တော့မခက်ခဲတော့ဘူးနော်တိတ်စဉ်းစားစရာတော့မလိုချေ link ချိန်မယ်ဒါကဒီ excel မှာမဟုတ်ဘူးကျွန်တော် microsoft word မှာလည်းဒီနေ့အတိုင်းပဲ link ချိန်လို့ရတယ်ဗောနော်ဒီအောက်မှာဆိုရင်တကယ် sheet ကအဲ sheet 1 sheet မယ်ပြီးသွားလို့ရှိရင်လူနာမည်တွေရေးထားတဲ့ sheet လူ9ယောက်စာ sheet 9ခုဗောနော် စုစုပေါင်း sheet 6ခုရှိတယ်အဲ့တော့ဒါကတော့တကယ်တို့ဒီရုံးပိုင်းအတွက်ဗောနော် cv form တွေကို link ချိန်ပြီးတော့ထည့်ထားတယ်ဗောအဲ့တော့ ဒီမှာဆိုလို့ရှိရင်တကယ်လို့ရှီဝမ်ရှိမယ်နော်ရှီဝမ်ထဲမှာဆိုလို့ရှိရင်ဒီမှာလူနာမည်တွေပါတယ်ပေါ့နော် name မှာဘယ်သူတွေပေါ့ပြီးရင်သူရဲ့ possession ယာရူးပေါ့နော်သူလျှောက်ထားတဲ့လျှောက်ထားလို့တဲ့ယာရူးရေပြီးတော့ဒါသူရဲ့ CV form တွေရှိတယ်ပေါ့နော်ဒီမှာတော့သူရဲ့ portfolio တွေပေါ့ဒါရှိမယ်အဲ့တော့တကယ်ကဒီ C3 မှာရှိရဲ CV form ပေါ့နော်ဟိုမှာညလင်းကို CV လို့တစ်ချက်နှိပ်လိုက်မယ် ဒါဆိုလို့ရှိရင်ဒီချေတော့ခုလိုမျိုး Microsoft Word ဖိုင်နဲ့ချိန်သွားပြီးတော့မှ CV form ပေါ့နော်ညလင်းကိုနဲ့ပတ်သက်တဲ့ဒါ CV form လေးတစ်ခုကိုဒီချေတော့မြင်ရတယ်ပေါ့နော်ဒါကတော့ Excel နဲ့ Word နဲ့ကို hyperlink သုံးပြီးတော့ link ချိန်ထားတယ်ပေါ့ပြီးတော့ဒီချေတော့သူ့ရဲ့ portfolio လေးပါတစ်ချက်ကြည့်မယ်အဲ့ဒါလေးတစ်ချက်တစ်ချက် click လိုက်မယ် ဒါဆိုလို့ရှိရင်ဒီ define ထဲမှာပဲညလင်းကိုဆွဲ sheet ထဲကိုရောက်သွားပြီးတော့မှတချို့သူဆွဲရတဲ့ design portfolio မြင်ရတယ်ပေါ့နော်ဒါကသူလျှောက်ထားတဲ့ position က manager ပေါ့ဒါမှတော့သူ့နဲ့ပတ်သက်တဲ့ portfolio ကသူ design ပိုင်းပေါ့နော် graphic design ပိုင်းကိုသူဆွဲပြီးတော့မှတချို့အလုပ်လျှောက်ထားတဲ့ပုံစံမျိုးလေးပေါ့နော် အဲ့တော့ဒါတော့အခုဒီမှာပြထားတဲ့အတိုင်းပဲ Jero ချိန်မယ်။ဒါဆိုရင်အခုလက်ရှိကနှစ်ခုတည်သွားပြီပေါ့နော် Jero ဒီ Microsoft Word file နဲ့ချိန်တာရယ်ပြီးတော့ Excel ဒီ file ထဲမှာပဲအခြား sheet တစ်ခုနဲ့သွားပြီးတော့ချိန်တာပေါ့နော်။ဒီ Jero လည်းအဲ့ဒီအတိုင်းလိုက်ပြီးတော့ချိန်ကြည့်မယ်။အဆိုရင်နောက်ထပ်လာပြီးတော့ရှောက်တဲ့သူတယောက်ဆိုလို့ရှိရင်မင်းမြတ်မွန်ပေါ့နော်။အဲ channel name လေးကြီးထားလိုက်မယ်။မင်းမြတ်မွန်ဆိုလို့ရှိရင်မင်းမြတ်မွန် CV ပေါ့။ အဲ့လိုချေရေးထားလိုက်မယ်ပြီးတဲ့ခါကျကျတော့ link ချိတ်ဖို့အတွက်အဲ့ချိတ်မဲ့စဲကွက်ကိုတစ်ချက်ထောက်ပြီးတော့မှကျတော့ insert ထဲကိုသွားမယ် insert ထဲကနေပြီးတော့မှ link အုပ်စုထဲမှာရှိတဲ့ link ဆိုလေးကိုနှိပ်လိုက်ရုံပဲ ထိလိုက်တဲ့အခါမှာကျွတ်မှချက်အပိုင်း၄ပိုင်းပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးတစ်ခုကကြတော့ existing file or web page ပေါ့ဒါတကယ်လို့ရှိပြီးသား file တွေ excel file တွေ word file တွေ powerpoint file တွေဘယ် file ဖြစ်ဖြစ်ပေါ့နော် file ဆိုလို့ရှိရင်ရတယ်ကျတော့ရှိပြီးသား file တွေနောက်တစ်ခုကကြတော့ website တွေပေါ့နော်ဥပမာ Google တို့ YouTube တို့အဲ့လိုမျိုး website တွေနဲ့ချိန်တဲ့အပိုင်းရှိမယ် ပြင်ဒုတိယတစ်ခုကကြတော့ place in this document ဒါ define ထဲမှာပဲအခြားရှိတွေနဲ့ချိန်တဲ့ဟာပေါ့နော်အဲအဲ့လိုမျိုးရှိမယ်ဒါ define အတွင်းမှာချိန်တာတတိယတစ်ခုကတော့သူ့ရဲ့နာမည်လေးအတိုင်းပဲရှင်းတယ် create new document ဆိုတာက share နှိပ်လိုက်တယ်ဆိုရင်ဒီ file အစ်စ်တစ်ခုနဲ့သွားပြီးတော့ချိန်ပေးတာပေါ့နောက်ဆုံးကတော့ email address နဲ့ချိန်တာအဲ့ဒါချက်အခုပါချိန်ပါလဲဆိုတော့မင်းမြတ်မုံလိုရေးထားရဆိုရင်မင်းမြတ်မုံ CV ရှိရ Word file နဲ့သွားပြီးတော့ချိန်ပါ အဲ့တော့ကျ existive or web page လို့ယူလိုက်တယ်ပြီးရင်တကျဲမြေမြောင်းဝင်စီပြီး web page ရှိတဲ့ location ကိုကျရွေးပေးလိုက်ရုံပဲအဲ့တော့ဒီ login ရှာဖွေတဲ့နေရာမှာအဲ့တကျဲဒီထဲမှာဆိုတော့ဒီမှာနှိပ်ရှာလဲရတယ်ကျရှာကြပြီးတော့ဒီမှာတွေ့ပြီးသားပဲဆိုတော့နားလေးကနေပြီးတော့မှကျဒီဒီထဲမှာရှိတဲ့ excel exercise file ထဲကနေပြီးတော့မှဒီထဲမှာတကျဲအလုပ်ထားရပါတော့ Microsoft Word file လေးကျရွေးပြီးတော့မှ okay လိုက်မယ် ကိုကတော့ခုနတစ်ချက်ပြီးလိုက် Telegram ထဲကနေပင်သားလေးဒေါင်းထားလေးပေါ့နော်ဒေါင်းထားတဲ့ location အတိုင်းသွားပြီးတော့အဲ့ဒီ file ကိုယူပြီးတော့ okay လိုက်အောင်ပဲနောက်တစ်ချက်ကကျတော့ chief ဒီအပေါ်မှာ text to display ဆိုတဲ့နေရာမှာကျတော့ဒီ C4 ဆဲကွက်မှာပေါ်မဲ့ ဒီနေရာလေးပေါ့နော်တချို့ကြိုရေးထားလဲရတယ်အဒီရောက်မှပြောင်းချင်တယ်ဆိုလဲလာပြီးတော့ပြောင်းလို့ရတယ်ဂျာ CV အပြည့်စုံရေးမယ်ဆိုလဲ curriculum vitae ဆိုလဲ vitae ပေါ့နော်အဲ့လိုမျိုးလာပြီးတော့ရေးလိုက်လဲရတယ်ပေါ့နော်အချက်မရေးတော့ဒီတိုင်းလေးပဲမြေမြတ်မွန် CV okay လိုက်မယ်အဲ့ဆိုရင်ဒီတစ်ချက်ကလစ်လိုက်တာနဲ့ hyperlink အသက်ဝင်သွားပြီးတော့ခုနကဒီ Microsoft Word file ပေါ့နော်မမင်းမြန်မော် Word file တွေကိုရောက်သွားတယ်ပေါ့ဒါကတော့တကယ် Excel file တဲ့အခြား file တစ်ခုခုနဲ့ကို link ချိတ်တာ ပြီးရင်ဒီမှာ sheet ချိန်ထားသလိုပဲချိန်တစ်ဆက်သေးပဲချိန်လိုက်မယ်အဲ့တော့ဒီသူမင်းမြတ်မွန်ပေါ့နော်မင်းမြတ်မွန်ရဲ့ portfolio ပေါ့ ဆိုတော့ portfolio ဆက်အလုံးလေးစလုံးလေးမြေတော်နောက်မှထည့်ရမယ်အဲ့တော့မင်းမျက်မှောက်ကိုရေးလိုက်မယ်ပြီးတဲ့ခါကျရင်တကယ်တော့ခုနအတိုင်း link ထည့်ဟုတ်သွားမယ်ပြီးဒီတစ်ခါကျတဲ့ defi ထဲမှာရှိတဲ့အခြားရှိတစ်ခုခုနဲ့ချိန်မှဖြစ်တဲ့အတွက်ဒီ option လေးခု link to ဆို option လေးခုတွေကနေပြီးတော့ဒုတိယတစ်ခုဝယ်ယူပေးရမယ် place in this document ပေါ့ ဒါဆိုရင်တစ်ချက်ဒီ file မှာရှိနေတဲ့ရှိတဲ့အားလုံးကိုသူကဓမ္မလာပြတယ်။ရှိဝမ်းရှိမယ်။လူနာမည်ရေးထားတဲ့လူ၅ယောက်စာရှိ၅ခုရှိမယ်။ချဲမင်းမျက်မှွန်နဲ့ချိန်မယ်ဆိုမင်းမျက်မှွန်လေးယူလိုက်မယ်။တင့်တဲ့အခါခုနချဲမပြင်ခဲရအောင်ဆိုတဲ့အခါပြင်ကြည့်မယ်။အဲ့တော့ text to display ဆိုတဲ့နေရာမှာမင်းမျက်မှွန်နောက်မှာ portfolio ဆယ်စာရေးတလုံးထည့်ပြလိုက်မယ်နော်။ P O R T F O L I O portfolio ပေါ့။ ပြီးတဲ့အခါကျရင်ချေ okay အဲ့ဆိုရင်ဒီမှာ portfolio user စာလေး update ဖြစ်သွားပြီတစ်ချက် click လိုက်မယ်ဆိုရင်သူဆွဲထားတဲ့ဒီ graphic design ပေါ့နော်ဒီ sheet တွေကိုရောက်သွားမယ်ဒါဆိုရင်ဒီချေတော့အများကြီးမမှတ်ခင်မှာ C4 စေခွက်ရဲ့ D4 စေခွက်ရဲ့မှာ file တစ်ခုနဲ့ link ချိန်မယ်ပြီးတော့ sheet တစ်ခုနဲ့ link ချိန်မယ်နော်အဲ့ရဲ့ ठी ကိုချေတစ်ချက်လုပ်ပြီးပါဦးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တစ်ချက်အဲ ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆယ်တော့အခု file နဲ့လည်းချိန်ပြီးပြီရှိအချင်းချင်းလည်းရှိတယ်ရှိနဲ့လည်းချိန်ပြီးပြီဆိုတော့ကျွန်တော်နောက်တစ်ခုဆက်ပြီးတော့သွားမယ်နော်ဒီတစ်ခါကျတော့ကျွန်တော်ဗာနဲ့ချိန်မယ်ဆိုတော့အဲဒီဆဲအလွတ်ထဲမှာပဲချက်ချင်းကြည့်မယ်နော်အဲ့တော့ဒီ A16 တစ်ခုခုပေါ့နော်ဆဲကောတစ်ခုခုချင်းနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ကျင်တဲ့ဟာနဲ့ဆက်ပြီးတော့ချိန်မယ်နော်အဲ့တော့ link ထဲကိုသွားလိုက်မယ် ပြီးရင်ကျတော့ခုနက existing file or web page ပေါ့နော်ဒီ command နဲ့ချက်သုံးသွားပြီ place in this document နဲ့သုံးပြီးသွားပြီဆိုတော့အခုတခါကျတော့တချင်လို့ create new document ပေါ့နော် file တည်ယူပြီးတော့ချိန်လိုက်မယ်အဲ့တော့ဒီ existing ဆက်ခွက်ထဲမှာ file တည်ယူပြီးတော့ချိန်မယ်ပြန်ချဲနားလေးမှာဆိုလို့ရှိရင် file name ပေါ့နော်အဲမှာပေါ်မဲ့စာလေးကိုကျွန်တော်ကြိုက်တာရေးလို့ရတယ် new file ဆိုလဲ new file ပေါ့ဒါမှမဟုတ်လဲ employee ပေါ့အလုပ်သမားရဲ့ new file ပေါ့နော်အဲ့တော့ချဲနားလေးမှာ A M P L O Y E E employee ပေါ့နော် employee new file ဆိုပြီးတော့ချက်ရေးထားလိုက်မယ်ပြီးလို့ရှိရင်ကျတော့အောက်မှာ name of new document ပေါ့နော် document နာမည်ဒီတော့မှာမပေးတော့ဘူး create new document ပြီးလို့ရှိရင် create ဒီ name of new document ဆိုတဲ့နေရာမှာကျတော့ file နာမည်ပေါ့နော်ချက်ချိတ်မဲ့ file အစ်တရဲ့နာမည်ကိုလာပေးရမယ်အဲ့တော့ဒီအောက်မှာဒါဆိုရင်ဒါမှမဟုတ် new file ဆိုပြီးတော့ပေးထားလိုက်မယ်နော် ။အဲ့လိုလေးပဲပေးထားလိုက်မယ်။ပြီးအောက်မှာ file location ရှိတယ်။ကျေလက်ရှိက detail မှာရှိရဲ့ကျေဒီ Excel Basic to Professional course ပေါ့နော်။ကျေ location တစ်ခုသွားချိန်လိုက်မယ်။အ desktop မှာပဲကျေလိုလိုကူထားလိုက်မယ်။ပြီး okay ပေါ့နော်။ဒါဆိုလို့ရှိရင်ဒီကျေဒီမှာဒီဥစားပေါ့နော် apply new file ဆိုတာလေးနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူက desktop ပေါ်မှာအခုလိုမျိုးဒီ new file ဆိုပြီးတော့ file အစ်တစ်ခုအနေနဲ့ရောက်သွားမယ်ပေါ့နော်ဒါ okay လိုက်မယ် နိုင်เนาะ file type နေရာမှာချက်နှိပ်လိုက်မယ်เนาะအဲ့တော့ apply new file ဆိုတာလေးချက်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာတကယ်တင်ပါဆိုရင်အဓိက file type ပေါ့နော် file type မှာ html ဖြစ်နေလို့ပေါ့နော်ကျေတော့ html ဆိုလို့ရှိရင်လည်း html ဒါမှမဟုတ်လို့ရှိရင်လည်း excel ဆိုလို့ရှိရင်လည်း .xnsx ပေါ့နော်အဲဆိုဒီချက် file type ကိုပြန်ပြီးတော့ပေးမယ်နော်အဲ့တော့ဒီဟာလေးခဏဖြတ်ထားလိုက်မယ် PageD is 16ဆက်ကွက်ထဲမှာပဲ link ထဲကိုသွားမယ်။ PageD ကို create new document ဒီဟာကိုနှိပ်လိုက်မယ်။ပြီးအောက်က name on new document ဆိုတဲ့နေရာမှာ employee new file လို့ပေးလိုက်မယ်။ ပြီးရင်ကျသူ့ရဲ့ file အမျိုးအစားပေါ့နော်ထည့်ပြလိုက်မယ် .xlsx ပေါ့နော်ဒါဆိုရှင် xlsx ဆိုပြီးတော့မှ excel file လေးဆိုပြီးတော့ share ပေးထားကြည့်မယ်ပြီးလို့ရှင်အောက်က location မှာ share လို့မချိန်တော့နော်အဲ့ဒီအတိုင်းလေးပဲထားလိုက်မယ်အဲ့ကျ file name တူနေလို့နော်အဲ့ဆို file နဲ့တခုထည့်ပြီးတော့ပေးလိုက်မယ် new file 2ဆိုလဲ2 1ဆိုလဲ1ပေါ့နော်ပြီးရင် okay ကြည့်မယ် ဒါဆိုလို့ရှိရင်ချက်တင်နာလေးမှာ employee new file 2ဆိုပြီးတော့ရောက်သွားပြီချက်တစ်ချက်နှိပ်လိုက်တာနဲ့ဒီလိုမျိုး Microsoft Excel file အစ်တစ်ခုထပ်ပြီးတော့ပွင့်လာတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကျွန်တော်တစ်ချက်ချိန်ကြည့်ရအောင်ကျွန်ပြန်ပြောပေးမယ်နော်ဒီအလေးကြတော့ကျွန်တော်စေခွက်အလွတ်တစ်ခွက်ကိုနှိပ်လိုက်တယ်။ပြီးရင် link out ဆုထည့်လို့သွားမယ်။ပြီးတစ်ချက်တော့အပေါ်ကနှစ်ခွက်ကလုတ်ပြီးသွားပြီဆိုတော့ create new document ကိုနှိပ်မယ်။ pay above text to place ဆိုတဲ့နေရာမှာနာမည်ကျပေးလိုက်ရတယ်မပေးဘဲနဲ့အောက်ကဟာကိုပဲရေးလိုက်လည်းရတယ်အောက်က name of new document တချို့ချိန်မဲ့ file အသစ်နာမည်ပဲပေးလိုက်လို့ရတယ် အပေးလိုက်တာနဲ့အပေါ်ကနာမည်ကလည်းအော်တိုပြောင်းသွားမယ်။ဒါပေမဲ့တခုတတိထားမှာဒီလို file မျိုးအစား file extension ကိုမှန်အောင်ပေးဖို့လိုရပါတော့နော်။ဒီချေတော့ html file နဲ့ချိန်ပါလား။ဒါဆိုရင်ဒီရေနောက်ဆုံးဝနာမည်ပေးပြီးတာနဲ့ .html ။ချေတော့ microsoft word file နဲ့ချိန်ပါလား။ဒါဆိုရင်ချေတော့မှာနာမည်တခုခုပေးလိုက်မယ်။နာမည်တခုခုပေးလိုက်ပါတော့။ aaa ပေါ့။ဒါမှမဟုတ်လည်း file ပေါ့။နာမည်တခုခုပေးပြီးတာနဲ့သူ့ရဲ့နောက်မှာ microsoft word ဆိုလို့ရှိရင် .docx ပေါ့။ဒါဆိုရှင် အဲ့ဒီလိုမျိုး extension လေးအမှန်ကိုထည့်ပြရမယ်။ကျွန်တော်လုံးလိုက်တဲ့ file တစ်က microsoft word ဆိုရင် .docx ဆိုပြီးတော့ထည့်မယ်။ကျွန်တော်လုံးလိုက်တဲ့ file တစ်က excel ဆိုရင် .xlsx ဆိုပြီးတော့ထည့်မယ်။ပြီးရင်ဒါမှမဟုတ်တကယ်လုံးမဲ့ file တစ်တစ်ပေါ်စီချင်တဲ့ file က powerpoint file ဆိုလို့ရှိရင် သူ့ရဲ့ extension က .pptx ပေါ့နော်။ဒါလေးတစ်ချက်လို့ထည့်ပြရမယ်။ ဒါအောင်ကျွန်တော်ကအခြားသော file တွေ HTML file ဖြစ်စေချင်တယ်ဆိုလို့ရှိရင်လည်း HTML file စာ file နဲ့ထားချင်တယ်ဆိုရှင် TXT ပေါ့နော်အဲ့တော့ခဏရှယ်ပြောလို့ပဲ save လို့နှိပ်မယ် link ကိုနှိပ်မယ်တတိယတစ်ခုရွေးမယ် file name ကိုနားလေးမှာပြီးမယ် file name ပြီးကြရင်ဒီပြိုင်နဲ့တခြားသော file extension ၅ခုကမှတ်မိသွားရင်နော်အဲ့ဒီ၅ခုကတခြားပြန်ပြောပေးမယ် Microsoft Word ဆိုရင် .doc x ပေါ့နော်ဒါဆိုရင် Microsoft Word excel ဆိုရင် .xlsx ပေါ့နော်ဒါ excel powerpoint ဆိုရင် .pptx နော်ပြီးရတခုအတစ်ချက်တခုနာကပြောသလိုမျိုးပဲ html file ဆိုရင် .html sar file ဆိုရှင် .txt ပေါ့ txt ကိုအတူကောက်ရထားတယ် txt ပေါ့နော်တချို့တို့ site site နဲ့တက်ရ extension တခုခုပြီးခဲ့လိုက်ဒါဆိုတချို့တို့ပြီးခဲ့တဲ့အတိုင်း file ပွင့်လာလိမ့်မယ်နော်ဒါကိုတစ်ချက်ရင်ဆန်းကြည့်မယ်ဒီတခုလေးပဲရင်ဆန်းမယ်နော် ဒါဆိုလို့ရှိရင်တချို့တော့အခုဒီ file အစ်စ်နဲ့ပေါ့နော် file လွတ်တစ်ခုနဲ့လည်းချိန်ပြီးပြီဆိုတော့ချေတို့ hyper link ရဲ့ channel ဟာလေးတွေရှိတယ်နော်ချေတို့ဆက်ပြီးတော့ချိန်ကြည့်အောင်တခါကျတော့ချေတို့က website တွေနဲ့ချိန်မယ်နော်အဲ့တော့ဒီမှာ A18 မှာပေါ့နော် A18 မှာချိန် Google နဲ့ချိန်လိုက်မယ်နော် Google လို့ရေးထားလိုက်မယ်ပြီးရင်သူတစ်ချက် click ပြီးတော့မှ link ကိုနှိပ်မယ် ပြီးရင်ချက်နာလေးမှာ email address လဲကျန်သေးတယ်နော် email လိပ်စာနဲ့ချိန်တဲ့ဟာလေးတော့ချိန်မပြောသေးဘူးအဒီအပေါ်က၃ခုကိုပဲပြောသွားမှာပေါ့နော်အဲ့တော့ခုနက web page ဆိုတဲ့ဟာလေးကိုချိန်ယူလိုက်မယ်ပြီးရင်အောက်က address မှာချက်ချိန်မဲ့ website ရဲ့လိပ်စာကိုဒီအတိုင်းလေးရေးလိုက်ရုံပေါ့နော် w3.google.com ဆိုခဲ့ဆိုလဲ google.com youtube ဆိုလဲ youtube.com ပေါ့ချက်ရေးလိုက်မယ်ရေးလိုက်တဲ့အခါမှာချက်ချက်လိုအပ်ဒီမှာဆိုလို့ရှိရင် http နဲ့နိုင်တော့ချက်ဆက်မြှထားပြပါအဲ့ဒါရှင်တန်လေးမှာ http http ဆိုပြီးတော့ပေါ်မှာเนาะအဲ့တော့ http ကကြတော့ဟိုပါဗော hypertext transfer protocol ကိုပြောတာဗောနော်တချို့တော့ http ပေါ်လိုက်မယ်ပြီးတဲ့ခါကျရင်တချို့တော့ okay လိုက်မယ်အဲ့ဆိုရင် share click လိုက်တယ်ဆိုလို့ရှိရင် google ထဲကိုရောက်သွားမယ်ဗောနော်ဒါကတော့ချေတော့ website နဲ့ချိန်တာဗောနော်ဒါတော့ရှိလိမ့်မယ်အဲဆိုလို့ရှိရင်တချို့တို့ link နဲ့ပတ်သက်ပြီးတော့အဲဒီရှိပြီးသား file ဒါမှမဟုတ် web page အဲ့ဒါနဲ့လည်းချေလို့ချိန်လို့တက်သွားမယ် ပင်တချေ define ထဲမှာပဲအခြားရှိနေခြေတက်ဟာလည်းရသွားမယ်ပင်တချေတို့ document အစ်တစ်ခု file အစ်တစ်ခုဖန်တီးလိုက်တာလည်းရမယ်ပေါ့နော်အဲ့ဆိုရင် security သုံးခုရမယ်အဲ့တော့တချေတို့ချိန်နေတဲ့ရဆက်ကွက်အလုပ်တစ်ခုမှာချိန်နေတဲ့ရ website တစ်ခုနဲ့သွားချိန်မယ်နော်ချိန်တဲ့အခါမှာ w သုံးလုံးပေါ့ worldwide web ပေါ့နော်အဲ့ဒီကနေစကြည့်လိုက်ရုံပဲအဲ့ဆိုရင်တချေတို့ချိန်ကြည့်ရအောင်နော်ဒီကလေးလွယ်လွယ်လေးပဲ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကျေတို့အခု hyperlink ပေါ့နော် excel hyperlink နဲ့ပတ်သက်ပြီးတော့ဒီကျေတို့ file ချိန်တာ sheet ချိန်တာရယ်ပြီးတော့ website နဲ့ချိန်တာပြီးတော့ပြီဆိုတော့ကျေတို့နောက်ထပ်အကြောင်းအရာလေးတစ်ခုသွားမယ်နော်အဲ့ကျေ Telegram မှာပို့ထားတဲ့ထဲကနေပြီးတော့မှကျေတို့ဒီ order data ဆိုတဲ့ file လေးဖွင့်ထားလိုက်မယ်နော်အဲ့ဒါအဲ့ဒါကိုသုံးပြီးတော့မှကျေတို့ excel form ကိုသုံးမယ်နော် excel form ကလည်းကျေတို့ခတ်တော့မခတ်ခဲပါဘူး form သုံးပြီးတော့မှကျေတို့ data တွေကို handle လုပ်တဲ့အပိုင်းပေါ့ အဲ့တော့ကျွန်တော်ဒီ order data ဆိုတဲ့ဟာလေးကိုဖွင့်ထားမယ်เนาะအဲ့ဆိုရင်ကျွန်တော် define ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် define ထဲမှာပထမအဦးဆုံး row ဘယ်နှကြောင်ရှိလဲကျွန်တော်ကြည့်ကြည့်မယ်เนาะ keyboard မှာရှိတယ် control ရယ် down arrow ရယ်နှိပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်အောက်မှာက row ကအကြောင်း120ရှိတယ်ပေါ့เนาะဒါကတစ်ချက်အရင်တစ်ခါသုံးခဲ့ရတဲ့ file တွေပဲ order မှာလည်းပတ်သက်တဲ့ data တွေပေါ့ အဲ့အချိန်မှာအသေးစိတ်တော့ပြန်မရှင်းတော့အဲ့တော့ဒီမှာဆိုလို့ရှိရင် row ကစုစုပေါင်းအကြောင်း20ရှိတယ်ဒီချေတော့ excel မှာရှိတဲ့ form ဆိုတဲ့ဟာလေးရှိရပေါ့နော် form ပေါ့အဲ့ဒီ form ကိုသုံးပြီးတော့ row data တွေကိုဖြည့်တာတွေအဲ့ပြီးရင်မလို့ချင်တဲ့ row တွေဖြတ်ထုတ်တာတွေရှာတာတွေပေါ့နော်တကယ်လို့ form သုံးပြီးတော့လုပ်ကြည့်မယ်။ခိုင်းပုံမှန်ဆိုလို့ရှိရင်ခြေထမှာ row က120ရှိတယ်။ခြေက row အစ်စ်တစ်ကြောင်ထပ်ထည့်ချင်တယ်ဆိုလို့ရှိရင်ဒီနားလေးမှာ ကျေတော့သူကကိုအခါစာလေးချပြီးတော့စာရိုက်လိုက်ရုံပဲပေါ့နော်အထက်ဖြည့်သွားမစွဲဒီတိုင်းလေးပဲဖြည့်သွားလိုက်ရုံပဲပေါ့ဂျားရေရှိတဲ့ row တွေကိုဖြည့်မယ်ဆိုရင်နော်ဖြည့်ချင်တဲ့ row ဆလက်မှတ်ပြီးတော့အကျဉ် insert ပေါ့နော် home တွေကနေ insert ပေါ့ဒီလိုဖြည့်ခဲလို့ရတယ်အခုတကတကျေတော့ form သုံးမှာဖြစ်တဲ့အတွက်ဒီ customize quick access to bar မှာ form လေးတကျေတော့အရင်ဦးဆုံးခေါ်လိုက်မယ်အဲ့တော့ quick access to bar မှာရှိတဲ့ customize quick access to bar ကိုနှိပ်မယ်ပြီးအဲ့ဒီကနေပြီးတော့ချင် more comments ပေါ့နော်ဒီအားလေးကိုနှိပ်လိုက်မယ် ပြီးရင်ဒီနေရာမှာတစ်ချက် comments တွေအားလုံးကြည့်ထားမယ်နော် all comments ပြီးရင်အောက်ကအကွက်တစ်ခုခုမှာတစ်ချက်တော့တစ်ချက် click ပြီးတော့မှ form ဆိုတော့ f လို့ရိုက်လိုက်မယ်နော်အဲ့ဆိုရင်ကျေတော့ f အုပ်စုတွေကိုတစ်ချက်သွားရအောင် form ပေါ့အဲ့ဆိုလို့ရှိရင် form ဆိုလေးကိုသွားပြီးတော့ share ပြီးတော့ထည့်မယ်။အရင်တခါတချို့တို့ဒီ quick access to bar တုံးခဲ့တယ်။အဲ့တော့ကကြတော့ excel မှာရေးထားတဲ့စာတွေကိုအတန်ထွက်ပြီးတော့ဖတ်ခိုင်းတဲ့ speak cell ပေါ့နော်။ speak cell command လေးတုံးတော့ချို့ဒီဟာလေး အဲဒီ more comment ထဲကနေပြီးတော့ဝင်သုံးခဲ့တယ်ပေါ့နော် အခုကတစ်ချက်တော့ form ကိုသွားရှာမယ်နော် form fo လို့ရေးလိုက်လဲရတော့ဆရာတမတွေ့နေဆိုတော့မရေးတော့ form ကိုယူပြီးတော့ add လိုက်မယ်ပြီးတစ်ချက်တော့ okay ပေါ့အဲဆိုရှင်ရှင်ခုနကပြောခဲ့လို့ပေါ့နော်ဒီမှာရှင်စုပေါင်း row ကအကြောင်း120ပေါ့နော်120မှာဆုံးနေတယ်ပေါ့ဒါရှိမယ်ကဲအဲဆိုလို့ရှင်ဒီချက်တော့ form သုံးပြီးတော့ပထမဆုံး data တွေဖြည့်ကြည့်မယ်နော် form သုံးဖို့အတွက် quick set to bar ကနေပြီးတော့ ဒီ customize လုပ်ပြီးတော့ကျေတို့ form တစ်ခုအပ်လိုက်တယ်ဒါဆို form လေးရလာရင်တစ်ချက်ကလေးလိုက်မယ် form ဆိုတော့ကျေတို့တူးမဟုတ်ပါဘူးကျေတို့ခုလက်ရှိက sheet 1ထဲကိုရောက်နေတာအဲ့ကြောင့်ဒီနေရာမှာ data တွေဖြည့်ဖို့အတွက်ပေါ့နော် sheet 1ဆိုပြီးတော့ပေါ်တယ်ဒီရဲ့ဘယ်ဘက်ခြမ်းမှာရှိနေတာတွေကဒီကျေတို့ရဲ့ဒီ ဖိုင်ထဲမှာရှိနေတယ်ဒီရှိဝမ်ထဲမှာရှိနေတယ် column name တွေပေါ့နော်အဲ့ဒါတွေကဒီ private channel မှာပေါ်လာတယ်အဲဒါတခြား data လေးကိုစမ်းဖြည့်ကြည့်ရအောင်နော်နောက်ထပ်တစ်ကြောင်ထပ်ဖြည့်မယ်အဲဒါတခြားက120ရဲ့အောက်မှာဖြည့်မယ်အခုချက်ရေးနေတဲ့ row က121ဖြစ်မှာပေါ့နော်အဲဒါဆိုရင်ခြေ data ဖြည့်ကြည့်ရအောင်နော် new record အနေနဲ့ခြေလို့ဖြစ်ပြီเนาะဒါဆိုလို့ရှိရင်အခုအတိုင်းမှာမြင်နေရတယ်119ပေါ့เนาะဒါဆိုလို့ရှိရင်ခြေတော့118 ါဆိုရှင်ကျော်119ပေါ့နော်ကျေ record အစ်စ်တကြောင်ထပ်ဖြည့်မယ်ဆို news ဆိုတာလေးကိုနှိပ်လိုက်မယ်အဲဆိုရင်ဒီရပရမဆုံး order date ကိုဖြည့်မယ်အဲ့တော့နှစ်လပိုင်းတရနေ2025ဆိုပါစို့နော်ပြီး month ပေါ့နှစ်လပိုင်းဆိုတာ February ပေါ့နော်ပြီးကျေ region ဖြည့်မယ်ရန်ကုန်ဆေပါမားလေးလည်းမသိနော် F E B R U A R Y ပြီးသွားရင် region လေးတွေဖြည့်လိုက်မယ်เนาะအတူလေးပဲရေးလိုက်မယ်အရှေးလေးရပါတယ် YANGON ပေါ့เนาะရန်ကုန်လို့ရေးလိုက်မယ်ပြီးရင် employee name ပေါ့မဖြူပေါ့ ပြီးတဲ့ခါကျကျတော့ item ပေါ့နော်ဝယ်ရပစ္စည်းစာအုပ်စုပဲချက်ထည့်ပြလိုက်မယ်ဒါတော့ကိုကြိုက်တဲ့ record ထဲနော်တမယိုးကြအတိုင်းခါစာချပြီးတော့ဖြည့်လဲရရဲတခါကျအချို့သူတွေကလည်းဖုန်းသုံးပြီးတော့ဖြည့်တယ်ဆိုရင်ကိုမသုံးတတ်မှဆိုလို့နော်ဒါဖုန်းလေးရရှိတယ်လို့အဲဆို price ကကြတော့တမဆိုရင်တထောင်ပေါ့ထည့်လိုက်မယ်နော်စာအုပ်တော့တထောင်ပေါ့အဲဆိုချက်ချက်ဒါလေးရပြီဆိုလို့ရှိရင် record အတစ်တချောင်းဝင်သွားပြီပေါ့နော်အဲဆိုရှင်တချေတို့ဒီမှာအောက်ကဆက်ပြီးတော့ကြည့်မယ်ဆိုလဲရပြီဒါဆိုရင် ရက်ပေါ်မှာ131ပေါ့နော်အဲဒါဆို131အောက်စီဆွဲချသွားမယ်အဲဆိုရှင်ခြေခုနာကဖြိလိုက်တဲ့ဟာမက်ဖြူဆဲဟာလေ120ပေါ့နော်ဒါလေးတစ်ချက်တစ်ချက် close ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်အောက်မှာချက်သွားကြည့်ရအောင်နော် keyboard မှာရှိတဲ့ control နဲ့ down arrow နဲ့နှိပ်လိုက်မယ်။အဲဒါဆိုရင်နားလေးမှာခြေခုနာကဖြည့်လိုက်တဲ့ rule ရရောက်သွားပြီ။121ဆိုပြီးတော့ရောက်သွားပြီပေါ့။အဲ့တော့အဲ့ form လေးပဲရှင်းပြန်သုံးလိုက်မယ်။ ပြီးတစ်ချက်ဒီဘက် channel လေးမှာ button လေးတွေရှိရနော်တခုချင်းချင်းရှင်းပြပေးမယ်ပထမဆုံး new ဆိုတာလေးရှိတယ် new ဆိုတာကကျေတော့ခုနကလုတ်လိုက်ပြီးသား record အစ်တစ်ချောင်းထပ်ထည့်လိုက်တာပေါ့ပြီးတစ်ချက်တော့ delete ဆိုတာရှိမယ်နော်အဲ delete ဆိုတော့ဖြတ်တာပေါ့ခုနလေလေးပဲဒါလေးကအဲ့တော့တစ်ချက်ဒီတစ်ခါကျတော့ကျေခုနကအစ်တဖြစ်လိုက်တဲ့ map view ရဲ့ row ပေါ်မှာနေလင်းထုံးဆိုတဲ့တစ်ချောင်းရှိတယ်အဲ့တော့နေလင်းထုံးအချောင်းလေးတစ်ချက်ယူပြီးတော့မှ delete လိုက်မယ် ပြီးတဲ့ခါကျရင်တစ်ချက် delete ပေါ့နော်ဒါဆိုရင်အလက်ရှိတော့တခါရဲ့ update ဖြစ်တဲ့နေလင်းထိုးဆယ် rule လေးကပျောက်သွားပြီပေါ့နော်ပြီးတော့တစ်ချက်ကကြတော့ restore ပေါ့ restore store ကတစ်ချက်တော့ဒီ record တစ်ချောင်းချောင်းတစ်ချက်တော့ပြင်နေမယ်ပြင်တဲ့ဟာကိုကျတော့မပြင်တော့ပဲနဲ့ငကိုသူ့ရဲ့မူလအတိုင်းပြန်ထားခြင်းတဲ့အခါမှာ restore လုပ်လို့ရတယ်။ဆိုပါစို့မဖြူရဲ့နောက်မှာကျဖြူစင်းဆိုပြီးတော့ sin ဆိုပြီးတော့ပေါင်းထည့်လိုက်တယ်။ အဲ့ချက်ဖြူစင်မှာစင်မပါချင်တော့ငကူကအတိုင်းလေးပဲလုပ်ချင်တယ်ဆိုရင် restore ပေါ့ဒါဆိုရင်ငကူအတိုင်းလေးဖြစ်သွားပြီပြီးအောက်ကနှစ်ခုကတော့သူ့နာမည်အတိုင်းလေးပဲသူလည်းရှင်းတယ် find previous ဆိုရင်အရှိက rule ရှာအဲ့တော့ map ဖြူရဲ့အရှိက rule ချေသွားရှာလိုက်တော့သူ့ရဲ့အပေါ်က map တည်တာ e ပေါ့အဲ့ဆို find previous နဲ့ရှာတော့အောင်ကောင်းမြတ်ပေါ့ကျဲ find next လို့ရှင်တော့သူ့အောက်က rule တွေကိုရှာလိုက်တာပေါ့ဒါဆိုရင်ဒီအပေါ်က၅ခုကသူ့နာမည်နဲ့တူအတိတ်ယူတာရှိတယ် record ဖြတ်ထုတ်တာရှိတယ် restore ကတချို့ edit လောက်ထားတဲ့အနေထားကနေငကိုအခြေအနေကိုပြန်သိမ်းတာပေါ့နော်ပြီး find previous အရှိကိုရှာတာရယ် next အနောက်ကိုရှာတာရယ်ပေါ့ဒီငါးခုလေးကရတယ်ဆိုတော့တချို့အောက်က criteria ဒါကတော့အချက်လက်နဲ့တိုက်စစ်တာဒီ criteria ရွေးလိုက်မယ်အဲ့တော့ဘယ်အချက်နဲ့စစ်ချင်တာလဲပေါ့နော်ဒါဆိုရင်တချို့လမှာအဲလတွေအများကြီးရှိတယ်ဒါမှမဟုတ်လေနေရာတွေတာနဲ့စစ်မလားနေရာတွေတာမှာတချို့ရန်ကုန်တို့မန္တလေးတို့ရှိတယ်ရန်ကုန်ဆိုပြီးတော့ပဲထည့်လိုက်မယ် ါဆိုလို့ရှိရင်ချက်ရန်ကုန်ထဲပြီးတော့ find next တွေ find previous တွေနဲ့ရှာပြီးတော့ဒီလိုမျိုးရှာရှာသွားရဆိုရှင်သူကတစ်ချက်ကို location ဒီ region မှာရန်ကုန်ဖြစ်တဲ့ record တွေပဲပြတယ်ရန်ကုန်မဟုတ်တဲ့ဟာတွေကသူက skip ကျော်လိုက်တယ်ပေါ့နော်အဲ့လိုကျော်ပြီးတော့ပြပေးတာအဲ့တော့ criteria တစ်ချက်တို့အရှိကဒီ count if to send if to မှာလဲပါတယ်တချို့တိုက်စစ်ခြင်းနဲ့အချက်ပေါ့ဒီမှာလဲချေတို့ filter လုပ်ခြင်းနဲ့အချက်ပေါ့နော်အဲ့လိုမျိုးစစ်လိုက်လို့ရတယ်အဲ့တော့ ကျေတော့ form တစ်ခုကိုဆန်းပြီးတော့ record ထည့်ကြည့်မယ်နော်အဲ့ form သုံးဖို့အတွက်တကယ်တော့ quick access to bar မှာကိုစိတ်ကြိုက် customer ရွေးမယ် phone ရွေးမယ်ရလာပြီဆိုရင်တကယ် record ထည့်တာလေဖြတ်ထုတ်တာလေတစ်ချက်ဆန်းကြည့်ရအောင်အဲ့ဒါလေး close တာမယ်နော်ဒါပြီးသွားတော့မှတကယ်တော့ Google Sheet နဲ့အဲ့ဒါကို share ပြီးတော့သုံးမယ်နော်ဒါလေးအရင်လုပ်ကြည့်ပါဦးဆိုရင် အဲ့ဆိုရင် cherry native form လေးလည်းပြီးသွားပြီဆိုတော့ခုကရှိတော့မနော်အဲ့တော့ cherry browser တခုခုလေးဝင်လိုက်မယ်ပြီးအဲ့တဲကနေပြီးတော့မှ cherry ဒီ address bar ထဲမှာ drive.google.com ဆိုပြီးတော့ရေးမယ် enter လိုက်မယ်ပြီးရင် cherry နားလေးမှာ new ကိုနှိပ်ပြီးတော့မှ cherry နားလေးမှာ sheet အစ်တစ်တခုယူမယ်နော် new ကိုနှိပ်ပြီးတော့မှ google sheet ကိုယူလိုက်မယ်အဲဒါလေးတစ်ချက်နှိပ်ထားလိုက်မယ်နော် cherry blank suppress ရှိပဲယူထားလိုက်မယ်ပြီးတော့မှချက်လိုချင်တဲ့ file ကိုဖွင့်မယ်နော်ပြီးရင်ဒါဆိုလို့ရှိရင်ဒီချက်တော့ပုံမှန် Microsoft သုံးတယ်ဆိုလို့ရှိရင် Microsoft Office သုံးတယ်ဆိုရင်အဲ့မှာပါတဲ့ Excel နဲ့သုံး တုံပြုတ်ပုံပေါ့နော်ထူးတွေကလည်းနည်းစင်တူတယ်ပေါ့မတူတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲဒါဆိုရင်ရှက်ခုတမှာဆိုလို့ရှိရင်အဖိုင်တစ်ခုကိုရှက်ယူထားတယ်ပေါ့နော်ဒီမှာရှက်ဖိုင်အလွတ်တစ်ခုကိုယူထားတယ်ဒီရက်ဒီဖိုင်ထဲမှာပဲ data တွေကိုဆက်ပြီးတော့ဖြည့်မယ်နော်တူတူဖြည့်ရအောင်အဲ့တော့ချက်ချက်ချက်ဖိုင်ကိုအခြားသူတွေကို share ပေးခြင်းတယ်ဆိုလို့ရှိရင်ချက်ဒီမှာ share ကိုနှိပ်လို့ရတယ်ပေါ့နော်ဒီက share ဆိုတာလေးရှိတယ်အဲ share ကိုနှိပ်လိုက်တဲ့အခါမှာ share တော့မှာ option နှစ်ခုရှိတယ် အာ share share မယ်နော် share တဲ့ခါကြလို့ရှိရင် share ဒီမှာဒါလေးကိုနာမည်ပေးမလားဗောနော်ရှင်စိတ်ဖဲလို့ပေးထားလိုက်မယ်အာစိတ်ဖဲလို့ပေးထားပြီးတော့မှ share မယ်ဆိုလို့ရှိရင် share မှာနီးလန်းနှစ်ခုရှိရယ်ပထမတစ်ခုကတချဲအခြားသူတွေကို share မယ်တချဲသူ့ရဲ့ဒီလိပ်စာဗောနော်အဲသူ့ရဲ့ gmail တွေကိုတချဲဒီမှာရိုက်ထည့်ပြီးတော့မှ ဒါပြီးတော့သူတို့ share ပေးလို့ရတယ်ပေါ့နော်ဒီမှာတရားရောက်ပေါ့ share ရိုက်ထည့်လိုက်တယ်အဲပြီးလို့ရှိရင် share တော့ဒီမှာဆိုပါစို့ဖြိုးလေးပေါ့အဲထည့်လိုက်တဲ့အခါမှာဆိုရင်သူ့မှာ share တော့ဘာလောက်ခွင့်ပြုမလဲ viewer ပေါ့တစ်ချက် file ကြည့်ခွင့်မယ်ပြုမလား commenter ကြည့်လို့လည်းရရဲ့ share commentment လို့လည်းရရဲ့ editor ဆိုရင်ကြည့်တာရော comment ကပြင်ဆင်တာရောအားလုံးရရဲ့ပေါ့နော် channel လေးမှာစိုက်တာရွေးချယ်လို့ရရဲ့ပေါ့ အဲပြီးသားရဲ့နောက်ထပ်တစ်ယောက်လည်းအဲ့လိုမျိုးပဲရှင်းဒီမှာဆိုင်ထွန်းအောင်ဆိုပါဆိုပေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးနေပေးပြီးတော့မှရှင်းဒီမှာ message လေးတခုခုရေးလဲရတယ်မရေးလဲရပြီးစမ်းနှိပ်လိုက်တယ်ဆိုရင်တို့ရဲ့ကို Gmail ထဲကိုဒီ Gmail ရဲ့ file က Google Sheet file ကရောက်သွားမယ်ပေါ့နော်အဲ့ခါကျရင်တို့ကဖွင့်ပြီးတော့ ပြိုင်သူတုံးနေလို့ရပြီ။ကြက်ဒီနီးလဲနဲ့မသွားသေးဘူးနော်။ခဏခန့်စစ်ထားလိုက်မယ်။အဲဆိုသူကတုံးလို့ရပြီ။ Google Sheet ကလည်း auto save ဖြစ်အကြောင်းမလို့ဖိုင်နဲ့ save နေစရာမလိုပဲနဲ့။တပြိုင်တည်းပြိုင်သူပေါ့နော်။ကိုယ့်ရဲ့ team member တွေအချင်းချင်း collaborate ပေါ့နော်။တူတူပေါင်းပြီးတော့လုပ်လုပ်လို့ရတယ်။ပြည်သူ channel လေးမှာ restricted ဒါကပထမတနည်းက Gmail လိပ်စာတည်တယ်။တည်မှ share ပေးလို့ရတယ်တနည်း။ဒုတိယတနည်းကကြတော့ share link ကိုချပေးလိုက်တဲ့တနည်းပေါ့နော်။အဲဆို anyone with the link ကိုထားလိုက်မယ်။ ူမှလည်းတချို့လို့ဒီမှာဘာလောက်ခွင့်ပြုမလဲဆိုပြီးတော့၃ခုရှိတယ်เนาะတချို့ editor ခန့်ပေးလိုက်မယ်။ print ဒါကိုတချို့ copy link နဲ့ယူမယ်เนาะဒီ copy link နဲ့ယူပြီးတော့မှ drag လိုက်မယ်။တချို့တွေ Google Sheet ဒီ file လေးရပြီဆိုရင်တချို့ဒီကိုချက်တဲ့နေရာမှာ share လိုက်လို့ရပြီเนาะ။တချို့ဒါစိန်ဖယ်ပြတဲ့ file ချက်ဒီ file လုတ်ကိုသုံးမှာမဟုတ်။ချက်ရှိထားပြီးသား file တစ်ခုခုကိုစံသုံးကြည့်မယ်เนาะ။ open ကျေပြီးခဲ့တဲ့အပတ်က h lookup ဆိုတဲ့ဟာလေးပေါ့နော် h lookup ဆိုတဲ့သင်ခန်းစာလေးရှိတယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်စမ်းကြည့်ရအောင်အဲ့တော့ရဲ့ဒီမှာဆိုလို့ရှိရင်အ Google Sheet သုံးမယ်ဆိုရင်တစ်ချက် Microsoft Office 2021မှာရှိတဲ့ file ကဓာတ်ရိုက်သုံးလို့မရတစ်ချက် Drive ပေါ်အရင်တင်ရအောင်မယ်အဲ့တော့ Drive ပေါ်အရင်တင်ထားလိုက်မယ်နော်အဲ့ဒါကျေခဏလေးနော် drive ပို့တင်ထားလိုက်မယ် ဒါဆိုရင် DeFi နော်အဲ့တော့ဒီဟာလေးကခြေတို့ဒီရင်တစ်ခေါက်တော့ကတင်ခဲ့ပြီးပြီဆိုတော့ရုပ်တူလုံးကြည့်အောင်အပိုင်းတစ်ခွဲပြီးတော့လုပ်မယ်နော်ဒီမှာက row ကစုစုပေါင်းပင်တဲ့အကြောင်းရှိလဲဆိုတော့ကျော်3ကနေ7ခုရှိရတာတယောက်ကိုကျော်4ခုလောက်ပေါ့နော်4ခုလောက်ဒါမှမဟုတ်လဲ3ခုလောက်ပဲလုပ်လိုက်ရအောင်အဲ့တော့ အဲ့ဒါ share တင်မှာဆိုလို့ရှိရင်ဒီ h lookup ဆိုတဲ့ function လေးเนาะ share ဒါလေးအကျဉ်းပြပြန်ပြောရမယ်တော့ h lookup function က share horizontal lookup ပေါ့เนาะအလျားလိုက်ရှာတာဘာလို့ရှာမှာလဲဆိုရင် share တင်မှာရေးထားတယ်ဒီ octane 9295ပေါ့เนาะ CD ရဲ့တလီတာဈေးနှုန်းတွေကိုရှာမယ်ရလာတဲ့အဖြေတွေကိုသူဝယ်ယူသွားတဲ့ customer ဝယ်ယူသွားတဲ့ CD တာရေးအတွက်နဲ့မြောက်မယ်အဲ့တော့ share တယောက်ကို၃ချောင်းလောက်လိုက်เนาะတယောက်က ဒီထိတ်ဆုံးက room number 3 4 5ပေါ့เนาะအဲ့ဒါတရားလုံးမယ်ပြီးလို့ရှိရင်တချေတို့6 8เนาะအဲ့ဒါတရားလုံးပြီးသွားရင်60 71ပေါ့အဲ့ဒါတရားလုံးမယ်เนาะဂျန်တဲ့အပိုင်းတွေကတချေလုံးပြီးမယ်เนาะအဲ့တော့တချေ define လေးကိုအရင်ဆုံး share လိုက်မယ်အဲ့တော့တရားလေးတွေအားလုံးဖြတ်ပြီးတော့တချေ share လိုက်မယ်เนาะ share ပြီးလို့ရှိရင်တချေခုနကပြောပြောပဲအပိုင်းတူเนาะတချေတို့ကိုယ့်ရဲ့အပိုင်းကိုကိုဟိုဟာဖြစ်လိုက်เนาะဖတ်1 2 3ခွဲလိုက်မယ်เนาะကိုက1လုံးမယ်ဆိုရင် message မှာ1လို့ယူပေးเนาะဒီဟာလေးက ဒါ1เนาะဒီပေါ်ဆဲ3ခွက်က1 1ဒီဥစ္စာလေးက2ဒါလေးမှရေးထားလိုက်မယ်เนาะအလေးရ1ဘယ်အပိုင်းလောက်ချင်တယ်เนาะလောက်ချင်တဲ့အပိုင်းလေး message မှာရေးလိုက်ခဲ့เนาะအဲဒါဆို1ဒီဟာလေးက2ရှိမယ်ပြီးရင်ဒီအောက်ဆုံးကဟာကြတော့3เนาะ တော့ဘာလုပ်ပြရမှာလဲဆိုတော့ဇီရယ်တို့ဒီအကွက်၃ခွက်ကိုကိုယူပြီးတော့တခွက်ချင်းစီမှာ h lookup function သုံးပြီးတော့တကယ်တော့အဖြေတွက်ပေးမယ်နော်ဒါဒီနေ့အတွက်နောက်ဆုံးသင်ခန်းစာပဲအဲ့တော့ချက်ဒီ file လေးကို share ပေးမယ် င်ဆက်ပို့ထားလိုက်ရေနော်အဲဆိုရင် message ရေးနိုင်နော်တနှစ်သုံးခုပါလောက်ချင်းလဲရေးလိုက်ရေးပြီးလို့ရှိရင်တစ်ခါလေးလုံနော်ဒီချေကကျန်တဲ့အပိုင်းကိုဆက်လို့ရမယ်ဒီဒီကနေစပြီးရေးရအောင်နော်ဟုတ်ပြီအဲဆိုရင်ရေးတော့နော် h လောက်ခတ်သုံးပြီးတော့တစ်ခါလေးတွက်မယ်